အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူတူရာတင့်ဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပြင်းဝတ္ထုတွေမှာဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပြင်းရန်ကုန်မြို့စုံတော်ယုံကြည်သူအစောဆုံးရောက်ရှိနေသူကစုံတော်မင်းကြီးပင်ဖြစ်တယ်စုံတော်ယုံကြည်တွင် အများအားဖြင့် ဆယ်နာရီကျော်မှလူဆောင်လေးရှိဟာရုံးဆောင်တော်ဝန်များပင်အံအားသင့်ရွေနေကြလေတယ်။ကာဂီပေါင်းမီကာဂီရှက်ကာဂီအုတ်ထုပ်စောင်းထားသောမျက်နှာနီဆောင်တော်မင်းကြီးအားရုံးတရုံလုံးရှိတရဝန်အလုံးဥညွတ်အယူအသေးပြုကြစဉ်မင်းကြီးကသူ့ရဲ့ရုံးခန်းအတွင်သို့ဝင်လျှောက်သွားတယ်။အုတ်ထုပ်ကိုစပွဲနေရာလွတ်တခုတွင်ပစ်တင်လိုက်ပြီးနောက်ရှေးဥစွာတယ်လီဖုန်းကိုကောက်ယူကမောင်းအောင်မြင် ကျုပ်မင်းကြီးလေယခုစုံတော်ရုံးငန်းအတွင်ကစကားပြောနေတယ်ချက်ချင်းလာပါတိုင်မင်စီယာရှိတယ်မင်းကြီးကတယ်လီဖုန်းနောက်ကကို ပြန်ချလိုက်ပြီး secret delay ကိုမင်းကြီးရှူဖွားကအင်္ဂလိပ်သတင်းစာတစ်စောင်ကို ဖြန့်ချနေတယ်သူရဲ့ဘယ်လက်ကသတင်းစာကိုထိထားလျက်ညာလက်ကစပွဲတနေရာတွင် လက်ညှိုးလက်ကလေးလက်တကြွေသုံးချောင်းဖြင့်ခောက်ရွေနေတယ်7မိနစ်ခန့်ကြာလျက် ကားကလေးတစ်စီးရရှိလာလေတယ်။ကားထဲမှာကိုလုံးကိုပေါက်တောင်းတောင်းအရက်၅ဘီ၅လမခန့်အသက်40ကျော်မျှရှိသော လူတယောက်ဆင်းရွေလာတယ်။သူက ဝန်တာနုခေဖြစ်သည့်အတိုင်းဝန်တာနုတွင်နဲ့ရောနှောတရင်ရရှိရန်အတွက်မန္တလေးပိုးလုံးချီကွက်ကျဲပင်နီအင်ဂျီဝါခမောက်ကိုစောင်းထားတယ်။ထို့သူက အထဲသို့ဝင်ရောက်သွားကမင်းကြီးအားဦးညွတ်အယူသေးပေးလျက် Good morning sir ဟု နှုတ်ဆက်လိုက်ရာ morning ထိုင်မအောင်မအောင်မြင်ပူပြန်လန်နှုတ်ဆက်နေရပေးတယ်ဆုံးနောက်ကျော်ဦးအောင်မြင်တွင်လဲအလားတူအင်္ဂလိပ်သတင်းစာတစ်စောင်ပါရှိလာရာဦးအောင်မြင်ကဘေးကမင်းဖြင့်တားထားသောသတင်းပါတဲ့ကော်လံကိုစုံတော့မင်းကြီးရှိပင်ချပြပြီးဒီကိစ္စအတွက်မင်းကြီးတိုင်မင်လိုလိမ့်မယ်လို့ထင်ပါတယ်မင်းကြီးကချုံထွက်မှုမောက်သောနှာခေါင်းအထက်ကမျက်လုံးပြာကြီးနှလုံးနဲ့ လှမ်း၍ကြည့်ရှုလိုက်ခြင်း။အိုးမောင်အောင်မြင်လေးတွေ့ထားပြီကိုကျွန်ုပ်လိုပဲစိတ်ကူးရစဉ်းစားထားပုံရှိတဲ့အတွက်များစွာဝမ်းသာပါတယ်မောင်အောင်မြင်။တော်တော်ကလေးထူးဆန်းတဲ့တည်င်းဖြစ်လို့ဒီပြဿနာနဲ့ပတ်သက်ပြီးတနားကြီးကြော်ကြော်စဉ်းစားလာခဲ့ပါတယ်။ကျွန်ုပ်လည်းဒီလိုပဲအချင်းအတော်ဖြုံးတိခဲ့ရတယ်။မောင်အောင်မြင်ဒီလိုနေရာမှာအတော်အမျော်မြင်ရှိပေတယ်။မင်းကြီးမှာရိုးရိုးပင်ချီးမွမ်းခြင်းဖြစ်တော်လဲ ဒီနေရာမှာတော်ပါရဲ့တပြင်းကိုမိအောင်မဖမ်းနိုင်ဟုရီးတဲ့တဲ့ပြောချင်းခံရပေါင်းအချိန်များပြီးဖြစ်ပြီးရှုတို့ရှန်တန်ဖြစ်သွားလေတယ်။တဖန်လက်ဦးစလုံးတရင်စာကော်လန်တနေရာတွင် ဖက်ကြပြန်လေတယ်။ဂေါ်ရာစာတင်တယောက်အလူခံရခြင်းမနစ်ညစေနာကြီးအချိန်တွင်ဂေါ်ရာစာတင်တယောက်အလူခံရသဖြင့်ပန်းစူရန်ဌာနကအရေးယူစုံစမ်းနေကြောင်းထိုနေ့ည7နာရီအချိန်တွင် ပန်းစုရန်ဌာနရှိသူမြင်းရထားတစီစိုက်ကပ်ပြီးနောက်မြင်းရထားကလာကဌာနအတွင်းသို့ ဝင်ရောက်တိုင်ကြားသည်မှာသူသည်မဂ္ဂဇင်းပျော်ပွဲရုံတစ်ခုမှအယက်မြင့်မြင့်ဂေါ်ရာစာတင်တယောက်နဲ့အခြားအယက်မြင့်မြင့်မျက်နှာဖြူတယောက်ကငှားရမ်းသဖြင့်ထိုယုံမှလက်မတော်သို့မောင်းနှင်သွားကြောင်းသူတို့ညုံကြသောအိမ်သို့ရောက်ရှိပြီးယထာတကားကို စင့်ဖွင့်ပေးရသောအခါကာဂီဘောင်းမီနှင့်မျက်နှာဖြူမှမရှိတော့ဘဲဂေါ်ရာစာတင်က ယထားထဲတွင်အိပ်ပျော်နေသည်ကို တွေ့ရကြောင်းသူရဲ့ခါတွင်ရှိသောဖောင်းမီအနက်အရှိနှင့် အင်ဂျီအဖြူယူနီဖောင်းအုပ်ထုပ်တို့မှမမြင်ရတော့ကြောင်းသူအတွက်လက်မတော်ဌာနသို့ဝင်ရောက်တိုင်ကြားရာပန်းစိုးရန်ဌာနသို့ညွှန်ကြားလိုက်သဖြင့်လာရာကြောင်းနှင့်အစ်စ်ခံသည်ဆိုကြောင်းဂေါ်ရာစာတင်တွင်ကရှက်အင်ဂျီနှင့်ဖောင်းမီတို့ကလေးသာကြံတော်ကြောင်းဌာနမှဂေါ်ရာစာတင်အားအေယာမနိုးအောင်လုပ်၍စစ်မေးသောအခါသူက မဂ္ဂဇင်းတွင်ဘီယာဒဗလင်းမှာတောင့်နေစဉ်အခြားမျက်နှာဖြူတယောက်ဝင်ရောက်လာပြီးထိုသူကစတင်မိတ်ဆက်ကြောင်းထိုသူရဲ့အမည်မှာမစ္စတာဒီဒီဂျုံဖြစ်ပြီးသူကပင် black and white ပိုင်းတလုံးကိုမှာပြီးဝတ်ပြူကြောင်းမိမိတို့အတော်မူသောအခါမင်းရဲ့သားတစည်းခေါ်၍လေးငင်းခံရင်းကန်းနာဘက်ကလှဲ့သွားမည်ထို့နောက်နန်းနန်းတဆောင်တို့သွားမီပြောသဖြင့်လိုက်ပါသွားကြောင်းကန်းနာဘတ်သို့ရောက်သောအခါ မိမိမှမူးလာပြီးဖြစ်၍အိပ်ပျော်သွားကြောင်းအနောက်မိတို့မျှမတိရကြောင်းနှင့်အစစ်ခံကြောင်းဌာနမှအဝတ်များအပြင်မိသည့်ပစ္စည်းများပျောက်သေးသလဲဟုမေးမြန်းရာမိသည့်ပစ္စည်းများမပျောက်ကောင်းမီအိပ်ရှိတွင်ထည့်ထားသောငွေစက်ကူ၁၀န်းတစ်ချပ်နှင့်အကျွေ၃ချပ်ကျော်ကိုရှက်အင်းကြီးအိပ်တွင်ထည့်လိုက်သေးကြောင်းစီဂရတ်ဘူးမိကျက်ဘူးများကိုပင်မယူသွားကြောင်းနှင့် ပြောပြအစစ်ခံကြောင်း ဒါတပြင်းပဲလို့အထူးပြောနေဖွယ်မလိုဘူးထင်တယ်မောင်အောင်မြင်။မင်းကြီးကသတင်းစာကော်လမ်မှမျက်လုံးခွာလိုက်ပြီးလျင်ဥအောင်မြင်အားကြည့်ရှုမေးမြန်းနေရာမှန်ပါဒီကောင်အစ်စ်ပါပဲ။ဥဝန်ခံလိုက်လေတယ်။ထို့နောက်အခြားကော်လမ်တနေရာတို့မျက်လုံးနှစ်စုံရောက်ရှိသွားကြပြန်လေတယ်။ Play FIA တခိုးခိုးသွားခြင်းကော်လတ်ဌာနမှ Play Inspector စောပါနွေရဲ့နေအိမ်တို့ မနေ့ည7:00နာရီအချိန်တွင်တခိုးဝင်ရောက်ခိုးယူသွားကြောင်းစောပနှွေးကဌာနမှ7:00နာရီတွင် ပြန်လာပြီးတကားများပိတ်ကာအိပ်ပျော်နေရာ7:00နာရီခန့်တွင်ဗရင်တကားဖွင့်လန်းကြားပြီးအိယာမှနှိုးပြီးထ၍ကြည်သောအခါဗရင်တကားပွင့်၍နေကြောင်းလင်းမြန်စွာရှာဖွေတော်လဲတခိုးကိုမတွေ့လိုက်ရဆိုကြောင်းအိမ်တွင်ပစ္စည်းများကိုစစ်ဆေးကြည့်သောအခါအလေယူနီဖောင်းပေါင်းမီရှင်နှင့် ရန်ကုန်ပလိတ်တစိရိုင်းနှိပ်ထားသောတတူကျဲသည့်တပ်အပေါ်အင်ဂျီတထဲသာပျောက်ဆုံးသွားသည့်ဆိုကြောင်းဌာနမှလည်းအမှုရန်ခရန်စင်နှင့်ဒီဇိုင်းဆိုသူနှစ်ဦးရဲ့အပေါ်ဝူအင်ဂျီနက်နှင့်အုတ်ထုတ်တစုံကပျောက်ဆုံးသွားသည့်ဆိုကြောင်းဒါရီကိုအကုန်ချုံပြီးစဉ်းစားရင်ဂေါ်ရာစာတင်တယောက်ပလိတ်ရာဇဝတ်အုပ်တယောက်ကလာပလိတ်အမှုရန်နှစ်ယောက်ဖြစ်သွားပြီဒီတော့တပြင်းဟာရန်ကုန်ပလိတ်ရောင်ဆောင်ပြီးဘာလုပ်ကြမလဲ ကျွန်တော်ထင်တာတော့ပလိယောင်ဆောင်ပြီးအနူချမ်းစီလိမ့်မယ်ထင်တာပဲအပြော်အပါသက်သက်တော့ခိုးမယ်မထင်ဘူးမင်းကြီးကဦးအောင်မြင်ရဲ့မျက်နှာကို ကြည့်ပြီးအင်နရီရာသောလူကြီးပြုံမျိုးပြုံလိုက်လေတယ်အတိတ်ပဲမှာ မင်းပြောသလောက်တော့တာမညလူတော်ပြောနိုင်တာဘို့ဟုထွက်ပေါ်နေရာဦးအောင်မြင်က အထက်လူကြီးဖြစ်နေ၍နနာမပြပေါ်မဲစဉ်းစားပြောဆိုသောအမှုအရာဖြင့်ကျွန်တော်ဒီလိုတွေးမိပါတယ်ငွေကြေးရနိုင်မယ်ထင်မဲ့ နာမည်ကြီးတိုက်တိုက်မှာတစုံတရာရှာဖွေမယ်ဆိုပြီးရှာအိမ်သားတွေချီနှောင်ပြီးမိရန်တတတွေကပစ္စည်းညားတော်လဲရှုမယ်သူမဟုတ် ချက်လက်မှတ်တော်လဲအရာတောင်းလိမ့်မယ်ထင်ပါတယ်ဒီထက်ပိုပြီးတွေးဖို့အချက်ကတော့ပလိယောင်ဆောင်ခြင်းလူလေးယောက်တောင်အသုံးပြုခြင်းကို ထောက်လျင် သူတို့ကြံစီမဲ့တိုက်ဟာတာမညာတိုက်တာမညာလူစားမဟုတ်ဘူးလို့ထင်ပါတယ်ကျွန်ုပ်ထင်တာကတော့နာမည်ကြီးကလာတွေက ဖြစ်လိမ့်မယ် ကျွန်တော်လည်းဒီအတိုင်းတွေးမိပါတယ်။ဒါဖြစ်ရင်ကလားမြန်နေကြီးတွေစီရန်ကုန်ပလိမ်များလာရင်စုံတော်မင်းကြီးယုံနဲ့ချက်ချင်းအကြောင်းကြားရင်အလူချင်းစီမဲ့တဲ့တင်းရာကြောင်းတယ်လီဖုန်းနဲ့ပြောထားရင်မကောင်းဘူးလား။အမှန်ပါ။ကျွန်တော်လည်းဒီလိုပဲစိတ်ကူးရပါတယ်။စုံတော်မင်းကြီးနဲ့ဦးအောင်မြင်က၎င်းတို့အကြံအစီအတိုင်းအချိန်အတော်ကြာအောင်စီစဉ်ရွေးနေလေတဲ့။ရန်ကုန်မြို့ကြောင်ကြာသောလန်တလန်ရှိအခန်းတစ်ခန်းတွင်ကား ရန်ကုန်ပလိဟုထင်မှတ်ရသောလူ၄ဦးက၎င်းတို့လုံချံရေးအတွက်တိုင်ပင်၍နေကြလေတယ်။ဂေါ်ရာစာတင်နှင့်တူ၍အယံမြင့်မြင့်နှာရန်ပေါ်ပေါ်စူးရှထမြက်သောမျက်လုံးနှင့်သူကစေနာယီထိုးကန်ဤသော လက်ပတ်နာယီကိုမျှောက်၍ကြည်နေတယ်။ရန်ကုန်ဆက်ရာစုပ်အုပ်တယောက်နှင့်ရန်ကုန်ကလားပလိအမှုထမ်းနှင့်တူတူနှစ်ယောက်ကဆရာရဲ့အမိန့်ကိုနာခံရန်နားဆွင့်နေကြတယ်။ဆရာဖြစ်သူမှာသူငယ်၃ဦးကိုတည်တော်လဲ လူငယ်၃ဦးက၎င်းတို့အချင်းချင်းတော်၎င်းဆရာဖြစ်သူရဲ့နေရက်အလုတ်အကိုင်းမူလမျက်နှာပန်းပုံကို၎င်း မသိရှိကြချေဆရာဖြစ်သူက အခုလက်ရွေးစင်တွေကို ခေါ်ထားခြင်းဖြင့်အလုတ်ကိုရိပ်မိကြမယ်မဟုတ်လားဟုတ်ကဲ့အလုတ်ဟာတော်တော်ခဲခဲရင်ရင်လောက်ရလိမ့်မယ်လို့ထင်ပါတယ်ဆိုက်ရာစကွယ်အော်ဟန်ဆောင်သူက ထောက်ခံပြီးပြောလေတယ်အခြားကလာပလိတ်ရောင်ဆောင်သူတို့ဦးက ပလိတ်နံပါတ်ကိုလက်နှစ်ပိုရင်းဘန်ဒူဘန်ရှင်နဲ့လက်ဝေးကောင်းကောင်းထိုးတက်တဲ့သူတွေခေါ်ထားလို့အားလက်နေကြတဲ့ကျွန်တော်တို့ကာယဗလာကိုအသုံးချရလိမ့်မယ်လို့ထင်ပါတယ်။300ဘူကများတာပဲကွပထမဆရာရှင်းပြနေကြအတိုင်းမင်းတို့ကိုပြောရအောင်မယ်။ဒီကလားဟာမြမပြီမှာသူ့အဖေလက်ထက်ကလေးကရှုပ်နေတာ။ပတ်စံကလည်းချမ်းသာ လူကြီးလူကောင်းတွေလည်းပါနေတော့တော်တော့ပလိတ်မနှောက်ရှက်နိုင်ဘူး။သူတို့ချမ်းသာတာကလည်း ကလားဆိုင်ကြီးတွေမှာတလ90တရာ မိုက်ကြီးခွဲပြီးရတာရယ်ဘိန်းကိုကဲစေးကြောက်ကူးတာရယ်ဒါတွေနဲ့ချမ်းသာတာပဲရှမ်းဗမာကရင်အမျိုးသမီးကလေးတွေလည်းဒီအကောင်ဖြက်စီးနေတာပဲဆရာတို့ကလေးလောက်ရမှာက သူ့စီမှာအလွယ်ရှိတဲ့စိန်ရွှေပစ္စည်းအနုကျန်းစီးရမယ်ပြီးတော့သူတို့ရာဇဝတ်ပြစ်မှုမကင်းတဲ့စာရွက်စာတမ်းတွေဖမ်းဆီးပြီးပလိမင်းကြီးစီပို့ရမယ်ဟေ့နံပါတ်3 မင်းကရုံးပုံစံပေးစမ်းခုဆိုသဖြင့်ကလားပလေတယောက်ကရုံးပုံစံတစ်ခုကို ထုတ်ရွေးပေးလေတယ်ထို့ပုံစံမှာရန်ကုန်အရေးပိုင်းရုံးကပုံစံဖြစ်ပြီးအရေးပိုင်းရဲ့ရုံးတစ်စိတ်အရေးပိုင်းရဲ့လက်မှတ်အတုကို ရေးထိုးပြီးဖြစ်တယ်ကလားလူကြီးလူညစ်တဦးရဲ့အိမ်တွင်ဝင်ရောက်ရှာဖွေရန် ထုတ်ဝေပေးသောဝရန်တစ်ခုကဲ့သို့ဖြစ်နေတယ်။ဆရာလို့သူကဝရန်ကိုအင်ဂျီအိတ်ထဲသို့ထိုးသွင်းလိုက်လေတယ်။ တဖန်စကားဆက်ကကနေ့တရင်စာရီထဲမှာပလေးအဝများခိုးယူတဲ့အကြောင်းပါလာတာက အတော်ဆိုးတယ်ကွကိုအောင်မင်းဆိုရဲလူ ချက်ဆိုးငကွက်ကမိတောက်တယ်လူ သူခမားဥပဒေကိုယိုသိနေလို့သာဆရာတို့ကိုမမိတာဥပဒေရဲ့မျက်နှာကို မငဲ့ရရင်အသေးဖြစ်ဖြစ်အရှင်ဖြစ်ဖြစ်မိပြီးသားကြာလာပြီဒီတော့သူပါစဉ်းစားမယ်ဆိုတာတို့ကအရင် တွေးကြည့်ရမယ်ကလားလူကုန်တဲ့ဗမာလူကုန်တဲ့အိမ်မှာ ပလိယောင်ဆောင်တဲ့သူကိုများတတိထားဖို့ဖုန်းနဲ့တတိပေးချင်ပေးထားနိုင်တာပဲဆရာအေးနမငါးကဒီအတွေးမျိုးကြရင်အလွန်လက်မြင်နေကဲလာသွားကြမယ်အပြင်တို့ထွက်ကြလေတယ်၎င်းတို့မှာစောစောကတင်ကူးတိုင်မင်ထားတဲ့အတိုင်းတယောက်စီခွဲ၍ထွက်ကြပြီးနောက်စီစဉ်ထားသော ကလာတိုက်တို့ရောက်မှ လူစုမိကြဟန်ဖြစ်လေတယ်စောင်းတော်မင်းကြီးနဲ့ဦးအောင်မြင်တို့က တပြင်းတို့လူတိုင်အားအမိဖမ်းရန်တော်၎င်း၎င်းတို့အကြံအစီပြည့်ရန်တော်၎င်း24နာရီအတွင်းမနာမနေစူးစမ်းမိဟု ပိုင်းဖြတ်ထားဟန်ရှိကြတယ်။ရန်ကုန်ပလိမင်းကြီးအားလည်းလက်ရွေးစင်ပလိများအယံသင့်ထားရန်မှာကြားထားပြီးဖြစ်လေတယ်။စုံတော်မင်းကြီးရဲ့အယူအဆကားတပြင်းကနေကင်းတော်၎င်းနေကင်းဟန်မကြလေညကင်းတော်၎င်းတစုံတရာကြံစီလာမိဟုထင်ခဲ့တယ်။ဦးအောင်မြင်ကမူ ဤနေ့နေခင်းမှာပင် တစုံတရာကြံစီလိမ့်မည်ဟု အတက်ပြောဆိုနေတယ်။၎င်းတို့နှစ်ဦးမှာအာယုံဆွဲလန်းလှသဖြင့်တယ်လီဖုန်းခေါင်းလောင်းတံကို နားဆွင့်ယုံနှင်းအားမရာပဲမကြာခဏကြည့်ရှုမိကြလေတယ်။နာယီကြီးကနေခင်းကြောင်တောင်ဆက်တနာဤထိုးရန်နှမင်းနှစ်မျှသာလိုသည်ကို ပြလျက်ရှိတယ်။ထိုအတွင်းဂလင်းဂလင်းနှင့်ဖုန်းမြည်လာတယ်။မင်းကြီးက Hello? Yes. အခုပဲပလိတ်လှုပ်လိုက်မယ်။ဖုန်းနှောက်ခွက်ကို ပြန်ချထားလိုက်ကဦးအောင်မြင်အားမကိုလန်းဘာဘူးတိုက်ကိုရောက်နေပြီ။သူ့ပြောရင်တဖန်တယ်လီဖုန်းဆက်ခါလက်ရွေးစင်လက်နှက်ကင်ပလိတ်15ရောက်ခန့်အဆိုပါတိုက်သို့သွားရန်ပလိတ်မင်းကြီးစီတို့ပြောဆိုလိုက်လေတယ်။ခဏကြာလျင်တယ်လီဖုန်းခေါင်းဆောင်နဲ့ကြားရသဖြင့်ပလိတ်မင်းကြီးကကောက်ယူနားထောင်ပြီးလျင်35လမ်းအမခုစိန်တတိတိုက်ကိုရောက်နေပြန်ပြီ။ ဘယ်နဲ့လဲတနေ့တည်းဘနဲ့အိမ်တိုက်မှားတယ်လေပလိမင်းကြီးကညီးတွားပြောဆိုရင်အခြားပလိဖွဲတစ်ဖွဲကို အမတ်ခူစိန်တိုက်တို့လွှတ်ရန်ပြောလိုက်ကြပြန်လေတယ်။ဦးအောင်မင်းက ထိုအတွင်းမှာပင် အသိဉာဏ်အလင်းရောင်ပေါ်ပေါက်လာတယ်။၎င်းရဲ့တွေးတောချက်မှာမုတ်ချမှန်ကန်မြည်ဟု အခုတိုက်တဲ့နှစ်တိုက်စလုံးတပြင်းတို့အလူကျန်းစီမယ်မဟုတ်ဘူး။ဘာဖြစ်လို့လဲ။သူတို့ဘာလို့အချိန်ဖြုံးနေမလဲ။ မင်းကြီးပြန်ပြီးမေးကြည့်ပါခုနကလာတဲ့ပလေးအဖွဲတွေဘယ်မှာလဲလို့ပလေးမင်းကြီးကတယ်လီဖုန်းကိုကောက်ယူကမေးလေတယ်ပထမတိုက်၌တနာရီကြာမှလာခဲ့မည်ဟုပြောသွား၍ဒုတိယတိုက်တွင်လည်းထိုနည်းအတူမှာသွားကြောင်းသိရှိရလေတယ်ဒါကြောင့်ကျွန်တော်အထင်သာဒီအကောင်အလုတ်လုတ်ရင်သူတို့မစင်းစားခင်တစ်ဖက်ကဘာလုပ်မယ်ဆိုတာနဲ့နဲ့နဲ့တွေးပြီးမှလှုပ်လေရှိတယ်ဒီပြင်တိုက်မှာသူစီးနေပြီထင်တယ် ရန်ကုန်မြို့တစ်မြို့လုံးကလည်းကလားတိုက်တွေကြီးမို့လို့ကျွန်ုပ်တို့ဘဲကိုချေရလိုက်ရမလဲမောင်အောင်မြင်အလွန်ခက်တဲ့အလုပ်ပဲသို့တော်လဲဒီကောင်ဟာဘလူလူမျိုးပဲဖြစ်ဖြစ် မတရားသဖြင့်ကြီးပွားတဲ့လူကုန်တန်းလူညစ်တွေအိမ်ကိုကြံစီလေးရှိတော့လိုက်ကြည့်ဖို့အိမ်များမယ်မထင်ပါဘူးဒါဖြစ်ရင်လဲမောင်အောင်မြင်နဲ့ကျွန်ုပ်နှစ်ယောက်အတူလိုက်မယ်နေရာမှလိမ်မြန်စွာထကားကားတစ်စီးနဲ့ထွက်ခွာကြလေတယ် ရန်ကုန်မြို့ကွက်လလန်းတာနာတော်တိုက်ကြီးတတိုက်အပေါ်ထန်၌ကကောရာစာတင်တယောက်ပလိယာစုအုပ်တယောက်ကလားပလိနှစ်ယောက်တို့ကအရေးပိုင်းရဲ့ဝရန်ကိုပြပါတိုက်ရှင်တထေးမှအပအပေါ်သို့မြည်သူမျှမတက်ရပဲလိုက်လံရှာဖွေ၍နေကြလေတယ်။တထေးမှစုံတော်မင်းကြီးရဲ့တတိပိတ်တယ်လီဖုန်းသံကြားရတော့လေပလိအတူများဝင်မိသည့်နှစ်တပြိုင်နက်တယ်လီဖုန်းနားသို့ကောက်ခွင့်မပြုဘဲအပေါ်ထပ်သို့ခေါ်ဆောင်သွားလေတယ်။ ကလာတထေးတိုင်အောက်ထမှာမကောင်းသောမိမများနှင့်ပျော်ပါရန် တပေများဘိန်းရှူစေးကြောင့်မင်းရန်အရက်တောက်ရန်ခွင့်ပြုထားသောအထဖြစ်သဖြင့်ဤသည့်အဖို့တန်ပစ္စည်းများမထားသည်ကိုအလေအတူများသိရှိပြီးဖြစ်လေတယ်။လေကင်းအချိန်၌တပေတမန်၄၅ရောက်မှရှိရာ၎င်းတို့မှာအလေကိုဆရာရဲ့အရှင်ဖြင့်ခြုံသူများမဟုတ်သည့်အပြင်မိမိတို့တထေးဘာမျှဖြစ်မည်မဟုတ်အလေများသာ တနေ့ဒုက္ခရောက်မည်ဟုတွေးတောသူများဖြစ်သည်ဖြင့်ခက်အေးအေးနေထိုင်ကြကတခါတရံအပေါ်တက်လေကားထိတ်ကရက်ဆောင်နေသော ကလားပလိန်များကိုသာ မော့ကြည့်ပြုံးပြနေကြလေတယ်။ခေါင်းဆောင်ကောရာစာတင်တူကကလားတထီကမြမလိုမှုန့်နေအောင်တတ်သူမှန်းသိသည်ဖြင့်ဘဲနယ်လဲမူလားခမရတထီအခေါ်ခံရပေမဲ့ဓမြတကုလက်ထောက်ချဘိန်ကူစေးကြောက်တိတ်တိတ်ပုံရောင် မိုက်ကြီးခွဲစားပြီးကြီးပွားလာတာမို့ဗမာစကပုံမှာတခိုးလက်တပွဲလူကရုံးပေါ်ထိတ်ကွက်ဆိုလာလို့ခမားခံနေရတာပဲဝမ်းနေစရာမရှိဘူးပါဇက်အိုစီလီရဲ့လက်နှဖက်တုံတောင်ချင်းခံထားရသောတထေးမူလာကတခါမျဤအဖြစ်မျိုးမခံခဲ့ရဘူးသဖြင့်မိတောက်သောမျက်လုံးများဖြင့်အန်ကျိတ်ကြည့်ရှုနေလေတဲ့ဆော်ရာတပြင်းကအေးအေးဆေးဆေးပင်မိကန်တတာတွေက ထုခွဲရသေးသောစိန်ရွှေများနဲ့ငွေဆက်ကူရာတန်၁၀တန် အထက်လိုက်များကို ကိုပစ္စည်းကဲ့သို့ထုတ်ယူ၍နေလေတဲ့စီဆုံးသော၅ချက်တန်တစ်ချက်ကိုမူမကြိုက်ဘူးဟုပြောပြီးမိကန်တတားရင်လုံထွေးထဲလိုက်တယ်။တဖန်အနှံ့အပြားရှာဖွေရာ တိုက်နိုင်ရန်အံဝတ်တစ်ခုမှဘိန်းစေကြောင့်ဓမြမှုနှင့်ပတ်သက်သော ပေးစာများကို တွေ့ရှိရလေတဲ့။ထိုအခါ၌မူလာကဒီမခံနိုင်တော့ချေ ။သုံးသောင်းဘူးခန့်စိန်ရွှေပစ္စည်းအတွက်ကိစ္စမရှိ။ဤဟာရင်မလောက်ပါနှင့်ဟူသော အမှုအရာကိုခေါင်းရမ်းလှုပ်ချင်းဖြင့်ပြတယ်။ဘာရမလဲကိုလူ။ဒီဟာကပိုပြီးအရေးကြီးရာပဲ။ကျုပ်တပြင်းဆိုတာခမားသိရင်ခမားရဲ့စိတ်တမျိုးဖြစ်သွားမှာပဲ။မူလာကတပြင်းကဲ့သို့တခိုးကျော်ကြီးကမိမိကဲ့သို့အကြံဉာဏ်ကောင်းသူဟုထင်မှတ်ခဲ့ရာလူစုအချင်းချင်းရံမရှာဟုစိတ်ချခဲ့တယ်။ သပင်းကဖွင့်ပြောသောအခါမျက်လုံးပြူရွေသွားလေတယ်။ထို့အခိုက်မူလာကညီဒီကိုလှုပ်လိုက်သည်မသိအောက်ထပ်မှဂလင်ဂလင်ဟုခပ်ပြင်းပြင်းအတန်ထွက်သွားလေတယ်။သပင်းကမူလာရဲ့ခြေထောက်အနီးကိုကြိလိုက်ရာခလုတ်တစ်ခုကို တွေ့ရတယ်။အောက်ထပ်ကမူလာရဲ့လူစုတပည့်များကဒုတ်သားများကင်ဆွဲလျက်အပြေးတက်လာကြရာလေကားထိတ်ဆောင်ကလားပလေတယောက်နှင့်ပင်လေကားမှဂျုံထိုးမှောက်ခုံကြသွားကြလေတယ်။ တို့ရာရင်အာမလျှော်ပဲတက်လာကြရာတဏ္ဏများအသုံးပြုရန်လည်းမသင့်သဖြင့်အပေါ်ထက်သို့အတက်ခံပြီးမှထိုးပုတ်တိုက်ခိုက်ကြလေတယ်။တပင်းရဲ့တပယ်များမှာမူလတပယ်များကဲ့သို့ဘိန်းစားကစော်သမားများမဟုတ်သဖြင့်၅မိနစ်အတွင်း၄ယောက်ကိုထပ်မံတုံ့နှောင်ပြီးဖြစ်ပြီးစင်းပြေသောတယောက်သာလွတ်ထွက်သွားလေတယ်။ဦးအောင်မင်းနဲ့ဆုံတော်မင်းကြီးကထိုလန်းတဲ့သို့ကားနှင့်ရောက်ရှိလာကြတယ်။လမ်းဆောင်ပလိတယောက်အား ပြပြတလဲတိုင်ကြားခေါငင်နေသောဇေဒဘာရီတယောက်ကိုမြင်သဖြင့်အပြေးမောင်းသွားကမေးမြန်းရာထိုသူကမိမိဆရာတထေးအားပလိယောင်ဆောင်သူများကအနုချမ်းစီနေကြောင်းပြောသဖြင့်ဤရာတိုက်တတိုင်းမှဤရာပလိဌာနသို့အကူအညီတောင်းပြီးလျင်၅မိနစ်အတွင်းမှပင်စုံတော့မင်းကြီးနှင့်တကွပလိဆယ်ယောက်ခန့်ပါသောအဖွဲ့ကတထေးမူလာ၏တိုက်အောက်ထပ်သို့ရောက်ရှိလာကြလေတဲ့စောရတပြင်းဟုကြားရသဖြင့် တိုက်အပေါ်ထားသူတက်ရန်ခြေလန်းတုံ့၍နေရာတေးချင်းသေးပါစေနာမည်ပြတ်မခံဟုစိတ်တင်း၍ဦးအောင်မြင်းနှင့်ဆောင်းလောင်းမင်းကြီးပါ ရှေ့ကတက်မှ နောက်ကခြောက်လုံးပြူးမြင်းမြင်းဆုပ်ကတက်လိုက်သွားကြလေတယ်အပေါ်ထားသူရောက်တော့အခါ၌မူပလိအားလုံးအံ့အားတင်ရွှေသွားကြတယ်အကြောင်းမူကားစောရတပြင်းတို့လူစုကိုအစအနာမျှမတွေ့ရတော့ကြောင့်ဖြစ်တယ်တုံတောင်သူများအားကျိုးဖြေပေးရာနှစ်ယောက်မှာ တတိမယတစ်ချက်ရတစ်ချက်နှင့်ဖြစ်၍နှစ်ယောက်သာလျင်ချိနေနေနှင့်မတ်တပ်ရနိုင်ကြတယ်။စောရာတပြင်းတို့လူစုကတိုက်အောင်ထက်ရှိကထွက်လျင်ဘယ်နည်းနဲ့မဆိုဦးအောင်မြင်တို့တွေ့မြင်နိုင်ရာအောက်ထက်စင်းနောက်ဘေးလမ်းကြားကထွက်သွားမည်ကိုအတက်တွေးကြလေတယ်။တထေးလဲငွေ3000ကျော်ဖို့များပစ္စည်းပါသွားကြောင်းနဲ့မတက်မတာရှုံမဲ့ကပြန်ပြောလေတယ်။၃လခန့်ကြာသောအခါ၌ကအသက်30ကျော်ကလေးခန့် အယံမြင့်မြင့်နှာရန်ပေါ်ပေါ်နှင့်လူရွေတယောက်ကတရင်စာတောင်ကိုဖတ်ရင်းကျဉ်တ်သောအမှုအရာနှင့် ပြုံး၍စီဂရက်ရှူဖွာနေလေတယ်။ပြည်တော်ပြန်ကလားတထေးရန်ကုန်မြို့ ကွက်လက်လန်းကလားတထေးမူလာအားမကောင်းသောအသက်မွေးဝမ်းကြောင်းဖြင့်နေထိုင်သည်ဟုမြမပြည်အစိုးရကယုံကြည်သဖြင့်မြမပြည်တွင်ဆက်လက်နေထိုင်ခွင့်မပြုတော့ဘဲကလပ်ပြည်သို့ပြန်ရန်အမိန့်ထုတ်ဆင်းလိုက်ရာ အောက်တိုဘာလ 23ရက်နေ့ကကာလကတားသို့လိုက်ပါသွားရပြီဖြစ်ကြောင်း၎င်းရဲ့တပည့်တပန်းနှင့် မိတ်ဆွေတင်ကဟာများမှဝမ်းနည်းစွာနှင့်နှုတ်ဆက်ကြံရစ်ကြသည်ကိုတွေ့မြင်ရကြောင်းဒူရီယာမဂဇင်းဧပြီလ1940ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ